တာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမြချင်တဲ့ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရစေ။မနေ့ကတရင်မတင်ပေးနိုင်တဲ့အတွက်ကြောင့်အားလုံးကိုတောင်းပန်ပါရစေ။ကျတော့မြန်မာနိုင်ငံမှာကအင်တာနက်တွေဖုန်းလိုင်းတွေအဆင်မပြေဘူးအထူးသဖြင့်ကျတော့ကချင်ပြည်နယ်မှာဆိုလို့ရှိရင်တနစ်ကျော်သွားပြီးဖုန်းလိုင်းတွေဖြတ်ထားတာဆိုတော့မနေ့ကရှစ်တန်းတနေရကိုဖုန်းခေါ်တဲ့အခါမှာကြာလာကြာလာဆိုပြီးမှအော်တဲ့အဲအတာနဲ့ပဲတနေကုန်ကုန်သွားတယ်လို့ပဲဆိုပါတော့အဲ့လိုဖြစ်သွားတယ်ဒါကြောင့်သတင်းမတင်နိုင်ခဲ့ပါဘူး ဒီနေ့ဗတ်တမအိုးဆုံးသတင်းတပုတ်အနေနဲ့ကတော့ကျွန်တော်တို့ဗီဒီယိုတူတူလေးကိုအရင်သားထောင်ကြည့်ရအောင်နော်ကျောင်းချက်မဲနိုင် မွေရဲ့ဇာတိအမယ်မှာစိုက်တွေမြို့ကြီးပါတထောက်ကိုရခနိုင်စေရှိုက်မွေရဲ့သာကရိုက်မြို့ဆိုင်သက်တီရေရေပရော အဖားရှိမှာအောင်သဇန်းကုန်ရောမညွန့်နိုင်မိခါမမသက်ပရိကိုမြော်မဲစာပိသောဥပရေပညာရှာစိုက်တဲ့ပြူစံမြို့မဲမဟောမခံတဲ့ လိမ္မာပနဲ့ရောစွာသာမဲညင်ပညာအာနာဆောင်ကိုမလိုလားသခါစုစိတ်ထားလူငယ်များဆေရုံယူရခိုင်အောင်လန်သူရခိုင်ပြေသူလွမ်းရောက်လဲကရှောင်းပြေကိုလှမ်းတန်ယူကိုပဲစိတ်ပညာကိုကျိုးဆွန်းလဲကအရကံအမိန်နေတဲ့စားရခိုင်မိမာလားမျိုးဆိုင်ခေါ်နဲ့လာနာကိုင်ဘူရှောက်ချွမ်းမဲနိုင်တခိုင်ရောစိတ်နေရှင်းမြောက်ကောင်းလဲတုံလုံးလားစိတ်တဲ့ခိုင်မှာသူဆွမ်းစားမျိုးမဲရခိုင်သားဘူချော့အောင်ဆန်းအတွက် ျမတို့ကကြပြားတွေရွတ်ဆိုခဲ့တယ်လို့ရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်လူမျိုးနဲ့အတူရခိုင်ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားတွေအားလုံးကတော့စစ်ခွေးကြုံကနဲ့လွတ်မြောက်ဖို့ရန်အတွက်ဥဆောင်တဲ့ကိုယ့်ရဲ့ကောင်းဆောင်ဘိုးချုပ်ထွန်းမြတ်နိုင် ကိုချီးကျူးတဲ့အနေနဲ့တည်ကုန်းထားတဲ့ကြပြားတပုတ်ဖြစ်တယ်။လွန်ခဲ့တဲ့2009ခုနှစ်တုန်းက KIA ဌာနချုပ်ဖြစ်တဲ့လိုက်စာမျိုးတနေရမှာအရခတ်တတ်တော်ဆိုတဲ့ရခိုင်တတ်တော်ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်တုန်းကတော့ဘူချုပ်ထွတ်မြတ်နိုင်မဟုတ်ပဲနဲ့ထွတ်မြတ်နိုင်အနေနဲ့ KIA ဌာနချုပ်ကိုလာပြီးမှစစ်ပညာသင်ခဲ့ပါတယ်။သူတို့ရဲ့ပုံစံကိုကြည့်ရင်တော့လူငယ်လူရွယ်လေးပါပဲ။ဒါပေမဲ့သူတို့ရဲ့အရွယ်နဲ့မလိုက်တာကတော့သူတို့ရဲ့စိတ်သက်ဖြစ်တယ်။အဲသူတို့ရဲ့စိတ်သက်တွေကြောင့်သင်ပေးခဲ့တဲ့စစ်ပညာ စ်အုပ်ချုပ်ပုံဘလိုနီးနဲ့တိုက်ခိုက်ရမယ်ဘလိုနီးနဲ့စစ်တပ်ကိုတီထောင်ရမယ်ဆိုတော့စစ်ပညာအသေးစိတ်ကိုတင် जा ပေးခဲ့တယ်လို့ပဲအသေးစိတ်တော့စစ်ပညာတွေကိုတင် जा တာတဲ့ပိုပြီးမှလဲ့လာပြီးနဲ့သူတို့ကျင့်သုံးလာခဲ့တဲ့အတွက်ကြောင့်ဒီနေ့ဟာဘူချုပ်ထွမြနိုင်ဆိုတော့အရခတ်တတော်ရဲ့ကောင်းဆောင်သူဦးဖြစ်ခဲ့တယ်လို့ပဲဒီနေ့ကျွတ်တော့မြန်မာနိုင်ငံမှာ လက်နက်ကင်တဲ့တိုင်းရင်းသားတွေအားလုံးထဲမှာ အာဂျီမဆုံးတော့တတ်တော်တစ်ခုဖြစ်လာခဲ့တယ်ဆိုတာကတော့ကျမတို့အားလုံးလက်ခံပြီးဖြစ်မှာပါเนาะဆိုတော့ဒီနေ့အရခတတ်တော်ဆိုပြီးမှတီထောင်ခဲ့တယ်16နှစ်ထဲမှာစစ်ခွေးတွေရဲ့လက်အောက်ထဲကနေမှ ရခိုင်ပြည်နယ်ကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ဂျားထဲကနေမှရခိုင်ပြည်နယ်မှာရှိတဲ့မြို့ရွာတွေအတော်များများကိုလည်းပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့အခုလက်ရှိမှာလဲစစ်တွေနဲ့ကြောက်ဖြူတွေကိုလည်း စစ်ခွေးတွေကိုတော်လန်တိုက်ခိုက်နေတာဖြစ်တယ်။ထိုနီးတူပဲအရခတတော်ဟာသူတို့ရဲ့ပြည်နယ်တစ်ခုထဲမှာပဲသူတို့ရဲ့လူမျိုးတစ်ခုအတွက်ပဲတိုက်ပွဲဝင်နေတာမဟုတ်ပဲနဲ့ကျတော့ပြည်နယ်တိုင်းမှာရှိတဲ့တိုင်းရင်သားလက်နက်ကိုင်တွေနဲ့တော်လကောင်းတိုင်းမှာရှိတဲ့တိုင်းရင်သားလက်နက်ကိုင်အားလုံးနဲ့ရောပူပေါင်းပြီးတော့ကိုယ့်ရဲ့မဟာမိတ်တွေနဲ့အတူတိုက်ပွဲနေရတကမှာပါဝင်ဆွေးနွေးနေတာဖြစ်တယ်ပြီးတော့သူတို့ရဲ့16နှစ်ပြည့်တော့ ်မွေးနဲ့မှာကျတော့တယင်သားလက်နက်ကင်အားလုံးဘက်ကနေလေဂုံပြူစာများကိုလည်းပေးပို့ခဲ့ပါတယ်ရခိုင်လူမျိုးထဲကစစ်ကြုံကို မခန့်ချင်တဲ့ရခိုင်လူမျိုး26ယောက်တနတ်တလက်နဲ့စလာခဲ့တဲ့ဒီအာခတတဟာဒီနေ့ဆိုလို့ရှိရင်မျိုးစုံတော့ လက်နက်များကိုကင်ဆောင်တာရေမကဘဲနဲ့ဒီနေ့ကျွားတော့မြန်မာနိုင်ငံမှာရှိတဲ့စစ်ခွေအတော်များများကိုလည်းပဲခြေမုံတိုက်ခိုက်နိုင်ခဲ့တဲ့တတ်တော်ကြီးတစ်ခုဖြစ်တဲ့ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့ကျွားတော့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့လွန်ခဲ့တဲ့နေ့ရက်တုန်းကပုချုပ်ကွန်မော်ကနေမှ TNLAD နဲ့ဆွေးနွေးမယ် online တွေဘက်ကရော media တွေဘက်ကရောအကြံပြုခြင်းတဲ့အရာတွေရှိလို့ရှိရင်အကြံပြုပေးနိုင်ပါတယ်ဆိုပြီးမှစာတစောင်ကို ရေးတင်ထားတာကြတော့အားလုံးလည်းမြင်ပြတာဖြစ်လိမ့်မယ်ဆိုအခုပူချုပ်ကမောရေးထားတဲ့စာကိုခြေခံပြီးမှအခုကျမနဘေးနားမှာမြင်ရတဲ့အရာတာဖုံးကြော်ဘာပြောသွားတယ်လဲဆိုတော့ဒီနေ့ကျတော့အားလုံးနားလေသဘောပေါက်မယ်လို့ထင်တယ်ဒီတိုက်ပွဲဟာလူမျိုးရေးတိုက်ပွဲမဟုတ်ဘူးဘာသာရေးတိုက်ပွဲမဟုတ်တလို့နေမြေတူးချဲ့တဲ့ တိုက်ပွဲလည်းမဟုတ်ပါဘူးစစ်ခွေးတွေကိုမြန်မာမြေပြင်ပေါ်ကနေမောင်းထုတ်တဲ့တိုက်ပွဲဖြစ်တယ်လို့အားလုံးနားလည်မယ်လို့ထင်တယ်။ဒါပေမဲ့ဘာကြောင့် TNLAD ကနားမလည်တယ်လဲဆိုတာတော့ဒုက္ခဖြစ်တယ်။ဆိုတော့အခုဘိုးချုပ်ကွန်မော်ကနေမှနော်အားလုံးကိုအကြံဉာဏ်တောင်းလိုက်တဲ့အခါမှာတာဖုံးကျော်ကဘာပြောလာတယ်လဲဆိုတော့မိတ်ဆွေအစ်စ်ဖြစ်တယ်ဆိုလို့ရှိရင်စိတ်သက်ကိုပြပါလို့ပြောတယ်။ ူတို့ကဆွေးနွေးဖို့ရန်တော့မလိုလားဘူးဒါကြောင့်ဆွေးနွေးတဲ့အရာအားလုံးကိုလည်းပယ်ဖြတ်ခဲ့တယ်လို့ကျမပြောခဲ့ပြီနော်ဆိုတော့အခုဒီထဲမှာလည်းသူဘာပြောလဲရှေးရှေးဝေးဝေးနဲ့ဆွေးနွေးစရာမလိုဘူးမိတ်ဆွေကောင်းဖြစ်တယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့အတိုက်အဝန်းထဲမှာလာမနောက်ရှက်ပါနဲ့သူတို့ရဲ့နေရာကနဲ့ထွက်ပေးပါဒီလိုမျိုးထွက်ပေးခြင်းအပြင်ငရုကသူတို့ရဲ့မိတ်ဆွေဖြစ်တယ်ဆိုတဲ့အဥ္စာကိုပြတရာ ရောက်တယ်လို့သူပြောသွားတယ်။ဆိုတော့ဒီနေ့ကျမတို့ KIAD ရဲ့စခန်းတွေကိုစစ်ခွေးတွေရဲ့ရှေ့ဒီမှာကိုသူတို့မောင်းထုတ်ပြခဲ့တဲ့အရာရှိခဲ့တယ်။ဒါပေမဲ့ကျတော့ KIAD ဒီနေ့ဒီအချိန်ထိသူတို့ကိုပြည်သူတွေကတော့ဒေါရထွက်တာပေါ့။ဒါပေမဲ့ KIAD ဒီနေ့ဒီအချိန်ထိသူတို့ကိုဒေါရနဲ့တစ်ချက်မှသူတို့ကိုမတုံ့ပြန်ခဲ့သေးဘူး။ စစ်သားတွေကျွတ်တို့ဆဲယုံရောက်တဲ့သူတွေရှိခဲ့တယ်။ဒါလောက်ထိဖြစ်ခဲ့ရင်တောင်မှတနတ်တစ်ချက်မှမဖောက်ပဲမဲ့သူတို့ကိုစစ်ရှဲရှဲနဲ့ကျွတ်တို့လုပ်ပေးခဲ့တယ်။ဒါကိုသူ့ဘာပြောတယ်လဲ။မိတ်ဆွေဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီနေရာကနေထွက်ပေးပါလို့ပြောတယ်။ဒီနေ့ကျွန်မတို့အားလုံးတည်ပြီးသားဖြစ်တဲ့အတွက်ကျွန်မကတမိုင်းချောင်းကိုတော့မပြောတော့ဘူးเนาะဆိုတော့ခဏတော့ကပြောလို့ဒီတိုက်ပွဲဟာနေမြစ်ချစ်ထွေးနဲ့တိုက်ပွဲမဟုတ်တဲ့အတွက်ကြောင့် မဟာမိတ်ဖွဲ့တယ်ဆိုတာကစစ်ခွေးတွေကိုအတူတကွလက်တွဲပြီးမှတိုက်မယ်နင့်ငါနေရာကို လာမတိုက်ကိုလည်းကိစ္စမရှိဘူးငါအားရင်နေနေရာကိုလာလဲလာတိုက်ကိုမယ် ပြီးလို့ရှိရင်အားနေနေတဲ့ကျွတ်တို့ရဲ့မဟာမိတ်တပ်ဖွဲ့တွေနဲ့လည်းအကုန်လက်သွဲပြီးမှအေးအတူပူအမြနဲ့စစ်ခွေးကိုတိုက်ထုတ်မယ်ဆိုတဲ့မဟာမိတ်ဖြစ်တယ်။ငါတို့ဟာမဟာမိတ်ဖြစ်တဲ့အတွက်ကြောင့်ငါတို့နေမြေနေနေတဲ့နစ်နေမြေလာပေးပါဒါလာလုတ်တဲ့မဟာမိတ်မဟုတ်ဘူးမဟာမိတ်ဆိုတဲ့အတိတ်ဘေးကိုဒီပလောင်ဒီနားလေကြတလားဆိုတာတော့အန်အော့ဆရာကောင်းတယ်။ဒါကြောင့်မို့အကြံကြိမ်ကြောင့်ပြောတယ် လူယူဦးကနေမှာ KIAD နဲ့ TNLAD အောက်ခြေမှာပုတ်တိုက်တယ်ပုတ်တိုက်တယ်လို့ပြောတာကျွန်တော်ပြောပြီးပြီဒါပုတ်တိုက်တာမဟုတ်ဘူးတမင်တက်တက်လုပ်တယ်လို့ပြောခဲ့တယ်လို့ပဲဒီနဲ့ခဏတုန်းကပြောတယ်လို့အရခတ်တတ်တော်ဒီကိုလည်း2009ခုနှစ်တုန်းကသူတို့ကိုလည်း TNLAD ပြီးတာနဲ့အရခတ်တတ်တော်ကိုကျွန်တော် စစ်တင်နံပေးခဲ့တာဖြစ်တယ်။ဒီနေ့အာခတ်တတော်တွေဟာစစ်ခွေးတွေကိုတိုက်ခိုက်တဲ့နေရာတက်တဲ့ပဲကြည့်တယ်။အခုဥမာပြောမယ်ဆိုရင်ယူကိုင်းဒီနယ်မှာရိုဟင်ဂျာတွေဘလောက်အထိလူမျိုးရဲ့ဘာသာရဲ့ထုံးနေခြင်းကိုအများကြီးလုပ်ပေမဲ့ဒီပိုချုပ်ထွန်းမြတ်နိုင်ဒီဒီနေ့ဒီအချိန်ထိလူမျိုးရဲ့ဘာသာရေးထဲမှာဝန်ပါသလား။ လုံးဝအဝတ်မပါဘူးရှောင်းတင်သားတွေကိုရှောင်းပြင်းမှာအကျော်တို့ရဲ့မျောမှန်းချက်ဖြစ်တဲ့စစ်ခွေးကိုတိုက်နေတာဖြစ်တယ်ဒါပေမဲ့အခု this အကိုဖတ်ချင်အဖြစ်ကျွန်တော်အားလုံးရှင်းရှင်းလင်းလင်းမြင်နိုင်မှာပဲနော်ပြလို့ရှိရင်လုံခဲ့တဲ့ချိန်မှာလျှို့ရို့ဦးအစော်မဲလုံးရဲ့ဘာတော်တယ်လဲမသိတဲ့ဒီမိမကဘာပြောလဲအဒီကုခိုင်မှာ KIAD ကတနတ်တကားကားနဲ့တွားတယ်လို့အဲ့လိုမျိုးပြောခဲ့တယ်ဆိုတော့ တနတ်တကားကားနဲ့သွားတက်အောင် KIAD ပညာသင်ပေးခဲ့တယ်တနတ်တကားကားနဲ့သွားတက်လာအောင်ကျတို့တနတ်ကိုတိုင် ထုတ်ပေးခဲ့တယ်လို့ပြောခဲ့ပြီဆိုတော့ဘလောက်ထိထောက်ပံ့ခဲ့တယ်လဲဆိုတော့အရင်တုန်းကကျွတ်တဲ့င်းမှာပြောပြီးပြီဖြစ်တဲ့အတွက်ကြောင့်ကျွတ်ဒီထဲမှာမပြောတော့ဘူးเนาะဆိုတော့ကျတို့ KIAD ဟာ ဒီနေ့နင်းတို့နဲ့မဟာမိတ်ဖြစ်တယ်လို့ပြောတဲ့အခါမှာငါတို့ရဲ့ကချင် substitute ကိုနင်းတို့ကိုပေးမယ်လို့ပြောတာမဟုတ်ဘူးဆိုတာတာဖုံးကျော်နင်းငါတို့ကချင်သမင်းစားပါတယ်ကချင်သမင်းစားရင် ကချင်သမင်းထဲမှာအုံနောက်ပါတယ်လူဖြစ်လာနိုင်တဲ့သမင်းအာဟာရတတိပါတယ်နင်းကဘာကြောက်မို့ကချင်ပြည်နယ်ကသမင်းစားပြီးမဲ့ဒီနေ့နင်းကခွေးစကားပြောတာလဲ ကချင် substick က KIA တခုနဲ့ပဲတက်ဆိုင်တာမဟုတ်ဘူးကချင်လိုမျိုးအားလုံးနဲ့တက်ဆိုင်တဲ့နည်းမြေဖြစ်တယ်ဒါကြောင့်မို့ဒီတိုက်ပွဲပြီးသွားတဲ့အချိန်မှာကချင်နေနင့်တို့ဖြစ်နိုင်ရင်ငါတို့ကိုမြို့နယ်တခုနှစ်ခုပေးပါလို့တောင်းလို့ရှိရင်ကျတို့ကချင်နေလဲတိုင်းပြည်မှာပေးသင့်ရင်ပေးမယ်မပေးသင့်ရင်တော့မပေးဘူးပေါ့အဲ့အချိန်မှာလုပ်ရမယ်ဒီနေ့နင့်တို့တိုက်ပြီးတဲ့နေရာတိုင်းမှာနင့်တို့ရဲ့နေမြေဖြစ်မသွားဘူး ိုက်တိုင်းသာနေမြေဖြစ်သွားမယ်ဆိုလို့ရှိရင်ဒီနဲ့ကျမတို့ကချင်းတီစကိုင်းဘက်မှာတိုက်ပွဲဝင်တာတွေအများကြီးရှိတယ်။ဒီအညာဒေသဘေနားမှာကျတို့ဒါကငရုတ်ရဲ့ KIA နေမြေငရုတ်ကချင်းနေမြေဖြစ်တယ်လို့ဘေနားမှာတော့ပြောခဲ့တယ်လေ။ထိုနည်းတူပဲဒီနဲ့အာရခတ်တတော်ဒီ AOD တိုင်းတနင်းတာတွေတိုင်းကိုဝင်ဝင်သွားပြီ။ဘေအာရခတ်တတော်ကဘေနားမှာဒါကတော့ဒီနဲ့ငရုတ်ရဲ့နေမြေဖြစ်သွားပြီလို့ပြောတာနင်းတို့ကြားဖူးသလား။နင်းတို့ကြားဖူးသလား။ ထုံနီးသူပဲဒီနဲ့အညာ PDF တွေအဝေးကြီးမပြောဘူးမင်းချန် Black Tiger တွေဖလမ်းတိုက်ပွဲထဲမှာအခုဗီဒီယိုတင်ပေးလို့မရလို့မင်းချန် Black Tiger တွေရဲ့အောင်ပွဲခံတဲ့ဗီဒီယိုရဲ့နောက်မှာ မြေလောင်နေတဲ့အိမ်တွေပါတဲ့အတွက်ကြောင့်ကျွန်မတင်ပေးလို့မရလို့မင်းချန် PDF တွေအောင်ပွဲခံတဲ့ဗီဒီယိုထွက်လာတယ်ဆိုတော့အခုဒီဖလမ်းမှာမင်းချန် PDF တွေအများကြီးတွက်ကိုတယ်ဆိုတော့ ဒီ flat မျိုးတော့ဝက်ကမြင်းချံ PDF တွေအတွက်နဲ့တဝက်ကချင်းလူမျိုးတွေအတွက်လားအခု indo indo ဆိုတာဟာကချင်းပြည်နယ်မဟုတ်ဘူးအခု KIAD ဥဆောင်ပြီးတော့အညာ PDF တွေအတွက်တိုက်ပေးတာဒီဆိုရင် indo ကကျတော့တဝက်စီတဝက်စီခွဲယူရတော့မှာလားပင်လယ်ဘူးတွေဘသူတိုက်ခဲ့တယ်လဲကျတော့ဒီနဲ့ကချင်းနေဘယ်နေရာမှာမှမယူဘူးကျတော့ကချင်းနေအညာတွေအတွက်လည်းအသက်အများကြီးပေးခဲ့ပြီး KIAD လူပမာတိုင်းရင်းသားတွေကိုတနတ်တီနဲ့ထောက်ပံ့ခဲ့တယ်။နင်းတို့ကိုတလကိုတိတ်ရှိရာတိတ်ရှိရာထောက်ပံ့ခဲ့တယ်။ဒီနဲ့ကျွားတို့ PDF တွေကိုလက်နက်ကလွဲရင်လက်နက်တောင်အားလုံးကိုမဟုတ်ဘူးနော်။တချို့တော့ PDF တွေကိုလက်နက်ပဲထောက်ပံ့ခဲ့တယ်။ဘသူ့ကိုမှကျွားတို့ငွေတောင်မထောက်ပံ့ခဲ့ဘူး။ ခဏတော့ကပြောခဲ့တယ်လို့ပဲအာရခတ္တောဒီစစ်ပညာကျွတ်ရုတ် KIA ကနဲ့တင်ပြီးမှအာရခတ္တောဆိုရက်တတ်တော်ကြီးကိုကျွတ်ရုတ် KIA ဌာနချုပ်ရှိရာလိုက်စာမှာတီထောင်ပေးခဲ့ပေမဲ့လိုအပ်တဲ့လက်နက်တွေကိုကုညီတင်တော့ကုညီပေးခဲ့တယ်ဒါပေမဲ့နင်းတို့လိုမျိုးငေါ်တော့တလကိုတင်းရှိရာမကူညီခဲ့ဘူးအခုမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားအတော်များများကိုကျွန်တော် KIAD စစ်ပညာသင်ပေးခဲ့တယ်တတ်နိုင်တဲ့လောက်လက်နဲ့ထောက်ပံ့ခဲ့တယ်ဒါပေမဲ့ဘယ်တိုင်ရင်သားတွေကိုမှကျတော့နင်းတို့လူမျိုးနင်းတို့ခွေးတွေလူကိုငါတို့ပတ်စံလအတိုင်းလအတိုင်းတင်းရှိရာရှိရာဘယ်လက်နဲ့ကန်ကိုမှမထောက်ပံ့ခဲ့ဘူးဆိုတော့အခုတဖုံးကြောပြောတာကနင်းတို့မိတ်ဆွေစစ်ဖြစ်တယ်ဆိုတာကိုပြတ်တချင်းနဲ့ဆိုလို့ရှိရင်တော့သူတို့ရဲ့ဒီနေရာကနဲ့ထွက်သွားပါတဲ့ဒီဆိုလို့ရှိရင်မိတ်ဆွေကောင်းပြတ်တရာရောက်တယ်လို့သူပြောတယ်ဆိုတော့ ဒီနေ့ငရုတ်မိတ်ဆွေကောင်းမပီတလို့ငရုတ်စစ်သားတွေဆဲယုံရောက်သွားတာတွေအများကြီးရှိတယ်ဒီနေ့ဒီအချိန်ထိဟုတ်တယ်ကျတော့ပီတူတွေကတော့ဒေါ်လာထွက်တယ်အော်တယ်ဆဲတယ်ဒါပေမဲ့ KIA တွေနင့်တို့ကိုဘာလုပ်ခဲ့တယ်လားတနတ်တစ်ချက်တောင်ဖောက်ခဲ့တယ်လားနင့်တို့ကြောင့်ငရုတ် KIA တွေဆဲယုံရောက်ခဲ့ပြီ KIA တွေလူကြီးဆန်လို့ဘာမှမပြောခဲ့ဘူးလူကြီးတွေစာချုပ်ချုပ်ခဲ့တာနှစ်ခါတိတိရှိပြီနင့်တို့နှစ်ခုစလုံးဖောက်ပြန်ခဲ့တယ် အခုဒီတခါလဲနင့်တို့ကိုစိတ်ရှယ်လက်ရှယ်နဲ့လူတွေအားလုံးရဲ့သဘောတူညီချက်တွေကိုယူပြီးမှဆွေးနွေးရအောင်လို့ပြောတဲ့အခါမှာအခုနင့်တို့ရဲ့မိတ်ဆွေကောင်းပြတ်တချင်လို့ရှိရင်တော့ချန်ပီယံတွေကထွက်ပေးသွားပါလို့ပြောရအောင်ငိုတို့ကနင့်တို့ပလောင်နေမြင်မှာရက်နေတာမဟုတ်ဘူးလေငိုတို့ရဲ့ကချင် substitute ခဲမှာနေနေတာလေအခုနင့်တို့ကြောင့်ငိုတို့ KI စခန်းစေခုကိုဖျက်သိမ်းပေးတာလေ တိုက်ပွဲတွေမဖြစ်ချင်လို့နင့်တို့နဲ့စကားမများချင်လို့အခုစစ်ခွေးတွေကိုမောင်းထုတ်နေတဲ့အချိန်မို့လို့ငွေတို့ကအလျှော့ပေးတဲ့အနေနဲ့ငွေတို့ကဆယ်ခုနော်တစ်ခုနှစ်ခုထဲမဟုတ်ဘူးဆယ်ခုရွှေ့ပေးခဲ့တယ်။ဒါပေမဲ့အယုဆာလည်းနင့်တို့ကိုငွေတို့နေရပေးခဲ့တာမဟုတ်ဘူး။နင့်တို့နဲ့ငွေတို့မိတ်ဆွေဖြစ်ရအောင်လို့ပြောတဲ့အခါမှာတယောက်နဲ့တယောက်ရိုင်းပြီးကိုညီချင်းချစ်ချစ်ခင်ခင်နေနိုင်ဖို့ငွေတို့ကချင်းဆပ်စင်းနင့်တို့ကိုပေးဖို့မဟုတ်ဘူး။ ငါတို့ကနင်းတို့ကိုမိတ်ဆွေအစ်စ်ဖြစ်လို့နင်းတို့သမင်းစားဆရာမရှိဘဲနဲ့ခွေးလေခွေးလင်လို့ဖြစ်နေတဲ့အချိန်မှာနင်းတို့ကိုငါတို့စစ်ပညာသင်ပေးခဲ့တာတခုတည်းမဟုတ်ဘူးလက်နက်တွေပေးခဲ့တယ်ပတ်စံတရုတ်ငွေဗမာငွေဘလောက်ပေးခဲ့တယ်ငါရင်တော့ကပြောခဲ့ပြီးပြီ2019နှစ်အထိတလကို3800ထောက်ပံ့ပေးခဲ့တယ်လူလူဖြစ်လာဖို့ရအတွက်ဖြစ်တယ် အခု TNLAD ရဲ့စစ်ဦးစီးချုပ်ကဘာပြောလဲဆိုတော့ TNLAD ဒီလိုမျိုးစစ်တပ်ကြီးလာတာကို KIAD ကနေမှတဘောမတွေ့ဘူးမနာလိုတယ်လို့ပြောတယ်ငါတို့ကမနာလိုခဲ့ရင်နင်တို့ခွေးလေခွေးလင်းလို့ဖြစ်တဲ့ခါမှာငါတို့နင်တို့ပြစ်ထားခဲ့မှာနင်တို့လက်နဲ့ကိုင်း in RG တဲ့တတ်တော်ဖြစ်လာဖို့တလကို300ထောက်ပံ့ခဲ့တာငါတို့ကချင်းနေငါတို့ KIAD တွေ ဒီနေ့နင့်တို့ကိုတာငရို့ဒီလိုမျိုးမနာလိုလာမယ်ဒါဖြစ်ခဲ့တယ်ဆိုလို့ရှိရင်နင့်တို့ကိုငရို့ပက်ဆန်ထောက်ပံ့ပြစရာတောင်မလိုဘူးထားလိုက်စစ်ပညာတင်မင်းနင့်တို့ငရို့မောင်းထုတ်လိုက်မယ်ပြီးပြီဒီနေ့တာဖုံးကြော်နင့်ငရို့ကချင်းသမီးမြိုင်းစားခဲ့ပါတယ်ငရို့ခြုံပေးခဲ့တဲ့ဘောင်းဘီတွေဝတ်လို့နင့်အဆက်တွေကိုဖုံးခဲ့တာဒီနေ့ကချင်းသမင်းစားပြီးမှဘာကြောင့်ကချင်းလိုမသွေးမခေါ်တတ်တာလဲဒီတော်လန်ရေးပြီးသွားလို့ရှိရင်နင့်တို့တောင်းတဲ့ နေရာတွေကိုအကုန်မဟုတ်ရင်တောင်းပေးတင်ပေးထိုက်ခဲ့ရင်ကချင်လူမျိုးတွေအားလုံးစဉ်းစားပြီးတွေးခေါ်ပြီးရှမ်းနေတဲ့တိုင်ပင်ပြည်နင်းတို့ကိုပေးတင်ရင်ပေးထိုက်ပေးမှာဒီနေ့နင်းတို့ရှမ်းနေလဲနေမြေလုံးဝပေးမှာမဟုတ်ဘူးနေမြေလူတိုက်ပွဲမှာမဟုတ်တာအခုကျတော့ပြည်သူတွေအားလုံးကြားတဲ့အတိုင်းပဲမြင်တဲ့အတိုင်းပဲဒီဆွေးနွေးတိုင်ပင်ချင်းဟာဖြစ်လာမလားမဖြစ်လာဘူးလားဆိုတာတော့အခုမြင်ရပြီ TNLA တွေ ငါတို့ကျေးဇူးတာနင်တို့စီမှာရှိခဲ့ပါတယ်နင်တို့ကျေးဇူးကချင်မှာမရှိဘူးဆိုတော့အခုကျေးဇူးတရားတွေကိုနောက်မှာထားမဟာမိတ်ဆိုတဲ့အတိတ်ပဲကိုနားလေတယ်ဆိုလို့ရှိရင်နင်ဒီစာကိုလုံးဝရဲမှာမဟုတ်ဘူးဆိုတာနင်သိလိမ့်မယ်ဒါကြောင့်နင်တို့ရွေးပါမိတ်ဆွေဖြစ်ချင်လဲရတယ်မဖြစ်ချင်လဲကိစ္စမရှိဘူးတခါလဲပြည်သူတွေကိုကျွတ် သိအောင်ပြောပြမယ်။နိုင်ငံရေးသမားတွေရဲ့ထင်မြင်ချက်နဲ့အတူကျွန်းရဲ့ထင်မြင်ချက်ကိုကျွန်းပြောပြမယ်။ဘာကြောင့်ဒီနေ့ TNLAD ဟာဒီလိုမျိုးကျွန်းတို့ KIAD ကိုဒီလိုမောင်းထုတ်ရတယ်လဲဆိုတော့လုံခဲ့တဲ့အချိန်မှာ TNLAD ကမိုးရစ်ဆဲဝါချက်ဖို့ရအတွက်သူတို့ဒီ asset တွေအများကြီးကားအကြီးနဲ့တေးလာတယ်။အဲဥစ္စာကိုတော်တွင်တနေရာမှာကျွန်တော် KIAD ကအကုန်မီးရှို့ပေးလိုက်တယ်။ရှင်းရှင်းပြောပြမယ်။ ။ဘာကြောင့်ကျတော့ KIA ဒီကျတော့ကချင်လူမျိုးတွေဒီမူရဆဲဝါကိုတလောက်မုန်းခဲ့တယ်လေဆိုလို့ရှိရင်လုံခက်စခွေးတွေနဲ့ငိမ့်ချမ်းရေယူခဲ့တဲ့အချိန်မှာကျတော့ကချင်ရဲ့အိမ်ထဲမှာဘိန်းစာတယောက်မရှိတဲ့အိမ်မရှိဘူးလို့တောင်ပြောလို့ရတယ်အဲ့လောက်ထိကျမတို့ကမိုးရဆဲဝါးဒီရဲ့ကျွန်ဖြစ်ခဲ့တယ်ဒါကြောင့်မို့ပဲကျွတ်ပြောခဲ့တယ်ကျတော့ကချင်တွေကဒီစခွေးတွေရဲ့အကြောင်းကိုနောကျင်နေပြီ 大家要是看了，我觉着 A I A 的讲龙王一消么，白布都不要了。大家觉着那他们杀得动啊？人称一个白皮开大了，地母一才华的将来败了。大家觉着个青龙庙的下，过也不免得输天马，看地主啊，看开皮，龙庙的三楼就是开皮。大家觉着个青的下，地母一才华的啊，都够猛的。地母一才华的猛的，对讲觉着个青龙庙的天马，不值三撮了。 မိုးရစ်ဟဲဝါတိုက်ဖြတ်တဲ့အဖွဲ့အစည်းတစ်ခုကိုကျွန်တော်တို့တည်ထောင်ခဲ့တယ်။ဒီမိုးရစ်ဟဲဝါတိုက်ဖြတ်ဖို့အဖွဲ့အစည်းပဲတည်ထောင်ခဲ့တာမဟုတ်ဘူး။အဲကျွန်တော်တို့ဘာသာရေးအနေနဲ့လည်းဖွင့်ထားတဲ့ဘိန်းဖြတ်ခန်းတွေအများကြီးလုပ်ခဲ့တယ်လို့ KIA စစ်ဌာနတိုင်းဒီထဲမှာလည်းမိုးရစ်ဟဲဝါဖြတ်တဲ့နေရာရှိတယ်။ဒီလောက်အထိငရုကမိုးရစ်ဟဲဝါကိုမုံးတယ်။မိုးရစ်ဟဲဝါကိုမုံးတဲ့အတွက်ကြောင့်ကျွန်တော်ကချင် substate ထဲမှာ မိုးရစ်ဆဲဝါတိုက်ဖြတ်တဲ့စာသားတွေကိုလည်းကတ်ခဲ့တယ်။ MNDAA နဲ့ TNLD အကုန်စုတ်ဖျဲပေးလိုက်တယ်။ဒါကြောင့်အခုကျောရကေအီအဒီကတာရှမ်းပြည်နယ်မှာ ရှိနေတယ်ဆိုလို့ရှိရင် DTNLAD မိုးရစ်ဆဲဝါချက်လုတ်ချင်းကောင်းကောင်းလုံနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်ကျောရကိုမောင်းထုတ်ရချင်းဖြစ်တယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲကြွပြောတော့မယ်။ကြွက KAAD ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ ူလည်းမဟုတ်ဘူးပြည်သူထဲကပြည်သူအနေနဲ့ခန်းစားပြီးပြောလိုက်တဲ့စကားဖြစ်တယ်။ဆွေးနွေးတင်တယ်လို့ထင်လို့ရှိရင်ကျတို့ KO ကောင်းဆောင်တွေဘက်ကနေမှဆုံးဖြတ်ပြီးလုတ်သွားလိမ့်မယ်လို့ကြွားကဒီလောက်ပဲပြောချင်တယ်နော်။နောက်တရင်တဲ့ဘုတ်အနေနဲ့ကတော့ကျတို့ဒီ April 9ရက်နေ့တုန်းကအောင်မြင်ခဲ့တဲ့ Flam တိုက်ပွဲနဲ့ Indo တိုက်ပွဲနဲ့နည်းနည်းလေးထပ်ပြမှပြောချင်တယ်။ April 9ရက်နေ့ညအင်ဒိုကိုအပိတသိမ့်ပိုက်နိုင်ခဲ့တာဖြစ်တဲ့ဆိုတော့အင်ဒိုကနေမှထွက်ပြေးသွားတဲ့ တတ်မှတ်89ကတတ်မှတ်မူအောင်တဲ့ဦးနဲ့သူ့ရဲ့ခွေးတဒိုက်ကိုဧပြီလ10ရက်နေ့မှာဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်တတ်မှတ်89ဆိုတာဟာအတော်လေးလူမဆန်တဲ့တတ်မှတ်မူဖြစ်တယ်2023ဒေါ်လာရဲစားလာတဲ့အခါမှာ ပြည်သူတွေကိုနှိပ်စက်ခဲ့တဲ့သူအတော့အတော်ကိုလူစိတ်မရှိဘဲနဲ့ရိုင်းဆိုင်တဲ့တတ်မှတ်မှုဖြစ်တယ်။တခါလေကြလို့ရှိရင်လည်းနော်စစ်တုံးပန်ဥပဒေမကင်ဘဲနဲ့ကလေစားချင်ချင်နဲ့စိတ်ဓာတ်တွေရှိလာတယ်။အင်ဒိုရီယာကျတော့တော်လာရဲ့ရဲ့လက်ထက်ကိုရောက်သွားပြီဆိုတော့ဟာဘောမာတွေဘလို့များဟောင်းနေတယ်လေဆိုပြီးမှကြွားကတော့လိုက်ကြည့်တာဟိုမှာဘာလဲဘီယက်နမ်ရဲ့ ိုဘွားစာကလေးကောင်းကိုလည်းလိုက်ကြည့်တယ်ဆိုတော့အနားယူလိုက်တယ်တဲ့အဲ့ညာတော့အခုဒီဘောမတွေကတော့လောင်ကျွမ်းနေကြတယ်အခုကျွမ်းနေဘဲမှာလည်းမြင်တယ်နော်ဒီနေ့ကျွမ်းတို့အင်ဒိုနဲ့ဖလမ်ထဲမှာရရှိခဲ့တဲ့လက်နက်ဟာတမအကြီးကြီးရဲ့လက်နက် in a တခုထက်တောင်ပိုတယ်လို့ပြောလို့ရမယ်ဆိုတော့မီလီယံနဲ့တောင်မဟုတ်ဘူးဘီလီယံနဲ့တောင်ချီပြီးမှကျွမ်းတို့ဒီတိုက်ပွဲကိုအောင်မြင်ခဲ့တယ်ဆိုတော့အခုဒီလိုမျိုးကျွန်တော်ဘက်ကနေမှအောင်ပွဲတွေခံလာခဲ့တဲ့အခါမှာဝင်းတိုမှာအခွေးမသင်းဦးကပြောလဲဆိုတော့ 使用好尼嘛，喏，边上的找尼嘛，P D F 的个写的，爱贴嘛，等于伢嘞在找，喏，阿弟一家拉阶段嘞，等于就阶段嘞录表嘞，说了，这个说老实言，你那么看嘛，碰了阶段的呀哈，你那么看越贴嘛写的。 လက်လုံလက်စားပြီးသူဒီကကိုတူကိုထနဲ့လှုပ်ထားတဲ့တရားကိုဖွင့်ပွဲလှုပ်တာဖြစ်တယ်။အဲမျိုးဖွင့်ပွဲလှုပ်နေတဲ့အချိန်မှာမှသူတို့ကဘုံလာကျဲတဲ့အတွက်ကြောင့်ပြီးသူတွေအများကြီးတည်တယ်။ဆိုတော့အခုဒီတည်သွားတဲ့ theme မှာပုံတွေလည်းအများကြီးမြင်လိမ့်မယ်။ကလဲငယ်လေးတွေကောင်းပြတ်တဲ့မိမတွေကလဲတွေဒါတွေဟာ PDF တွေလား ဒီတရားဟာ PDF တွေစောက်ပေးတဲ့တရားမဟုတ်တလို့ဒီတရားကို PDF တွေလည်းလာမဖွင့်ပေးဘူးသူတို့လုတ်ထားတဲ့တရားကိုသူတို့ဖာနဲ့သူတို့ဖွင့်ပွဲလုပ်နေတာဖြစ်တဲ့ခုနှစ်ခါတောင်မှ Jet Fighter နဲ့လာပစ်သွားတဲ့ပြည်သူပင်ရောက်ကိုတက်လိုက်ပြီလဲဆိုတော့နင်တို့သိတယ်နော်တခြားအဝဲကြီးမပြောဘူးအခုဒီငလင်တန်ခံရတဲ့နေ့ကနေစပြီး April 10ရက်နေ့အထိနင်တို့ခါကိုစေကျော်နေရာတကာကိုပစ်လိုက်ပြီဆိုတော့နင်တို့သိတယ်နော် အခုနင်တို့ဖလန်းကိုရှုံးလိုက်တဲ့အတွက်ကြောင့်ချင်းပြင်းတဲ့ကိုဘုံကျဲတယ်နင်တို့မရှက်ဘူးလားတိုက်ပွဲဖြစ်တဲ့အချိန်မှာနင်တို့ဘုံလာကျဲတယ်ငါတို့ဘာမှမပြောဘူးဘာကြောင့်လဲဆိုတိုက်ပွဲဖြစ်တဲ့အချိန်မှာဒီအရင်တော့ကဆိုလို့ရှိရင်လေရင်တွေကိုတိုက်ပွဲရှုံးခါနေကြမှလေရင်ခေါ်ပြမှဘုံလာကျဲတယ်အခုကအဲ့လိုမမဟုတ်ဘူးအောက်မှာစစ်သားတွေလုံးဝမတိုက်ဘဲနဲ့အချိန်ပြည့်အစကနေအဆုံးနင်တို့ဘုံကျဲတယ်ဆိုတော့အခုဖလန်းမှာလည်းနင်တို့ဘုံလာကျဲခဲ့တယ် ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့အောင်ပွဲသတင်းဒါတော့တိုက်ပွဲအောင်ပွဲသတင်းမဟုတ်ပေမဲ့ situation လင်းရဲ့အောင်ပွဲသတင်းကော့တောင်းခမောက်ကြီးမြို့နယ်မှာရှိတဲ့အေချမ်းတာကျေးရွာမှာရာဘာရောင်းဝယ်တိုင်နဲ့မူရစ်ဆဲဝါရောင်းတိုင်မှာစက်ကျဲကောက်ပြီးပြန်လာခဲ့တဲ့မာရန်တိုင်နဲ့ရဲစခန်းကပြန်လာတဲ့ငါးကောင်ကို ကော့တောင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ပကဖကနဲ့မှဂျာဖြတ်တိုက်ခိုက်ခဲ့တဲ့အခါမှာအကောင်ကြီးဒီကြီးပဲနော် ယေစခမုယေအုံမင်းအောင်ဆိုဒုယေအုံမျိုးလင်းကိုယေဒုတချတ်စီတူဒီတုံးကောင်ကတော့ပွဲချင်းပီနေရမာတင်တခါလဲမတာပေါ်သွားတယ်တချတ်ကြီးစီတူကတော့ပြင်းထန်တဲ့တန်ရရရှိပြီးတော့အခုကျွားတို့မြင်ရတဲ့အတိုင်းပဲဒီလက်နက်တွေကိုကျွားတို့တိတ်စီရရှိခဲ့တာဖြစ်တယ်ကော့တောင်း PDF ပကဖတွေကိုတော့ဟာ မချီကျူးပဲနဲ့ကိုမနေနိုင်ဘူးချက်ခွေးတွေနဲ့တိုင်းညာတိုင်းတင်းနေတာပဲပြီးနောက်တစ်ခုကမြိုင်ပကပကနဲ့မှအပရလ9ရက်နဲ့မနေ့9/25မှာဒီမြိုင်မှာရှိတဲ့ဆက်မုန်နစ်ကနဲ့မှ ခွေးစာရှာဖို့ထွက်လာခဲ့တဲ့စစ်ခွေးတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာခွေးတကောင်တည်သွားတယ်ကြာနာတော့တည့်ရဲ့အတိုင်းပဲခွေးပြဲဝက်ပြဲပြဲသွားတယ်အဲ့မှာ M3 တလက်ရရှိခဲ့တယ်နောက်တစ်ခုကတော့ ဘကိုတိုင်အောက်ဖို့မြို့နယ်ပေါင်တင်စုရွာမှာနော်အတော်လေးဂျူးမွေနေတဲ့ဖြူစောတိကောင်းဆောင်ရာအိမ်မူဖြူကိုကအပရလရှိရနဲ့နဲ့လေတနာယီကျော်လောက်မှာခမာရ6ကနေမှဇန်ကစီပြီးပြန်လာတဲ့ဥစ္စာကိုတာယာဝတိခရိုင်တယင်3800နှစ်တက်ခွဲလေမြင်းအောက်ပျောက်ကြားတက်ဖွဲ့ကနေမှ ပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်နော် ဘဒူကမှလွတ်မှာမဟုတ်ဘူးတနည်းနည်းတဖုံဖုံနဲ့ကျတော့ချမှာအခုစစ်ခွေးတွေကတော့နည်းနည်းတို့မကြိုက်ဘူးဆိုလို့ရှိရင်လေရင်နဲ့ဘုံကျဲတယ်ပြီးသူတွေအများကြီးတည်တယ်ကျတော့တော်လာရဲတွေကအဲ့လိုမလုပ်ဘူးဘဒူမှားတယ်အဲ့မားတဲ့ခွေးရှိတဲ့နေရာကိုသွားပြေးမှပြခတ်တာဖြစ်တယ်ကျတော့တော်လာရဲတွေလှုပ်လို့ပြီးသူတွေထိခိုက်တာဟာအခါတရမှာတခါတော့မဖြစ်ဘူး နော်ပြည်သူကကွယ်ရဲတပ်ဖွဲ့ဖြစ်တဲ့အတွက်ကြောင့်ပြည်သူကို ထိခိုက်နစ်နာတဲ့အရာတွေဟာအင်မတန်မှရှားပါတယ်ဘယ်သူလုပ်တယ်လဲလုပ်တဲ့သူစီတွားပြီးမှကျွန်တော်ကပြစ်ခတ်မှုကို ပြုလုပ်ခဲ့တယ်ပြေနောက်တခုကရဲမြွနဲ့ကြောင်းရွာမှာအခြေစိုက်နေထိုင်တဲ့ခွေးစစ်တပ်တွေဖြစ်တဲ့ခမရ961ကခွေးတကောင်ကိုဧပြီလ9ရက်နေ့မှာဖမ်းဆီးရရှိခဲ့ကြောင်းရဲဘလူးအဖွဲ့ကနေမှတရင်ထုတ်ပြန်ထားတာကိုတွေ့ရတယ်။ ပြည်သူတွေအားလုံးစမ်းမပြောရှိကြပါစေ